တောင်မြောင်းကိုရီးယားနယ်စပ်လူနေဒေသပေါ်တောင်ကိုရီးယားဘက်ကစီးရဲလေးခြင်းနေရင်ဘုံမအကျဲမိလို့လူ15ဦးထဏ်ရတယ်လို့သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာအကြီးအစစ်နဲ့စီးရဲလေးခြင်းမှုတစ်ခုတွင်တိုက်လေယာဉ်ဒဇင်းပေါ်ကနေရဲဘက်ဒေသတစ်ခုပေါ်ကိုဘုံရှစ်လုံးမှားရင်ဖြုတ်ချမိတာကြောင့်လူ15ယောက်ထဏ်ရပြီး၄ယောက်ကတော့အသက်အန္တရာယ်ဆုံးရတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ဒီမတော်တဆမှုကတောင်ကိုရီးယားလေတရဲ့ KF-16 တိုက်လေယာဉ်ပေါ်ကနေ ဘုံမာရင်ကြဲချမှုဖြစ်စဉ်ဟာမြောက်ကိုရီးယားနေဇန်နီပိုချွန်းမြို့မှာဒေသစံတော်ချိန်မနက်၁၀:၄၀မှာဖြစ်ပွားခဲ့တာပါဘုံတလုံးသာပေါက်ကွဲပြီးတခြားမပေါက်ကွဲသေးတဲ့ဘုံခုနှစ်လုံးကိုတော့ဘေကင်းစွာဖြုတ်သိမ်းနေဖို့လှုပ်ဆောင်နေပြီးအနီးအနားကဒေသခံတွေကိုဘေးလွတ်ရာရွှေ့ပြောင်းပေးထားပါလိမ့်တကယ်လို့ဘုံရှင်းလုံးလုံးသာပေါက်ကွဲမယ်ဆိုရင်တော့လူပေါင်းများစွာထိခိုက်ဒဏ်ရာသေဆုံးနိုင်တယ်လို့ဆိုပါတယ်။တောင်ကိုရီးယားစစ်တပ်ရဲ့စေလေးကြီးမှုတွင်ရဲသားတွေနေထိုင်ရာနေရာကို ကြည်စံကြောက်မှုတချို့ရှိခဲ့ပြီမဲ့အခုလိုမျိုးထိခက်တဲ့ဟန်ရတာမျိုးတော့မရှိခဲ့ဘူးပါဘူးမိမိတို့ရဲ့ KF system ကျတဲ့လေရင်ဟာ MK82 ဘုံရှင်လုံးကိုပုံမှန်မဟုတ်ပဲကျဲချမိခဲ့ပြီးပြည်မနေရဒေသပြင်ပမှာကြောက်ရောက်ခဲ့တဲ့ဖြစ်စဉ်အတွက်တောင်းပန်မှာကြောင်းကိုရီးယားလီဒါကထုတ်ပြန်ထားပါတယ်ဒါအပြင်ဒီဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးမှုတွေစတင်နေပြီးထိခိုက်ခဲ့သူတွေကိုရောကြေးပေးပါမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဖြစ်စဉ်ကြောင်းဖျားကြောင်းတစ်ကြောင်းနဲ့နေအိမ်တွေပါပျက်စီးခဲ့ပါတယ် တောင်ကိုရီးယားနဲ့အမေရိကန်တို့ဟာမလ10ရက်နေ့ကနေ20ရက်နေ့ထိပူးတွဲစီရေလေးကျင်းဖို့စီစဉ်ထားတာလည်းဖြစ်ပါတယ်။အဲဒီလိုပူးတွဲစီရေလေးကျင်းမှုနဲ့ပတ်သက်ပြီးမြောက်ကိုရီးယားကတော့ဒါနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုပြင်းပြင်းထန်ထန်ရှုတ်ချထားတယ်လို့ဆိုပါတယ်။အခုလိုမျိုးနယ်စပ်မှာဘုံမှားပြီးကြဲချမိတဲ့အတွက်ကြောင့်နော်ကိုရီးယားဘက်ကတော့အတော်လေးဒေါသထွက်နေတယ်လို့သိရပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုဘုံကြမိတဲ့ဖိုကျွန်းမြို့ဟာ ဆိုးမျိုးတော်ရဲ့အရှင်းမြောက်ဘက်ကီလိုမီတာ40ခန့်အကွာမှာတည်ရှိပြီးမြောက်ကိုရီးယားရဲ့စီးရီးတင်းမာတဲ့နေဆက်နဲ့နီးဆက်တယ်လို့ဆိုပါတယ်။လက်ရှိချိန်မှာမြောက်ကိုရီးယားဘက်ကတော့ဒါနဲ့ပတ်သက်ပြီးတော့ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ဒါပေမဲ့တောင်ကိုရီးယားကတော့ပြင်းပြထန်ထန်သတိပေးမှုတွေလှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။